ရီဒါအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အပူပိုင်းဒေတာရဲ့အကြီးဆုံးနဲ့အန်ဩဆရာကောင်းဆုံးတစ်တီးတစ်မျိုးဖြစ်တဲ့ပိန်နေသည် Jackfruit အကြောင်းပဲဖြစ်ပါတယ်ဒီမှာလူမျိုးတွေအနေနဲ့ပိန်နေသည်ကိုခြုံငင်နဲ့အသီးမဲ့အထည်စားသုံးကြတယ်လို့အသားအစာထိုးပြီးဟင်းလျာမျိုးစုံမှလည်းအသုံးပြုကြပါတယ်ဒါပေမဲ့ဒီတစ်တီးကြီးမှဘလို့ကျမ်းမာရေးကျူးကျေးစုတွေပေးနိုင်တယ်လဲဘသူတွေကတော့လုံးဝရှောင်တဲ့တယ်လဲဆိုတာကိုခိုင်မာတဲ့သူတည်တဲ့အချက်လက်တွေနဲ့တကွာတီးတီးကြကြရှင်းပြပေးတော့မှဖြစ်လို့အဆုံးထိကြည့်ရှုလိုက်ကြပါဦး ပိန်နေသည်ရဲ့အကျိုးကျေးဇူးများနဲ့ကျမ်းမာရေးအထောက်အကူပြုပုံပိန်နေသည်ကိုစူပါအစားစာလို့တောင်တင်စားခေါ်ဝေါ်နိုင်ပါတယ်အကြောင်းကတော့သူမပါဝင်တဲ့အာဟာရသက်တွေကြောင့်ပါတယ်ကိုခံစွမ်းအားကိုမြင့်တင်ပေးခြင်းပိန်နေသည်မှာဗီတာမင် C ပမာဏအများပြားပါဝင်ပါတယ်ဗီတာမင် C ဟာခန္ဓာကိုယ်ရဲ့ကိုခံစွမ်းအားစနစ်ကိုအားကောင်းစေပြီးယောဂပိုးတွေနဲ့တိုက်ခတ်ရမှာအရေးပါတယ်ဓာတ်တော်ဆိုင်ကျင်ပစ္စည်းအန်တီအောက်ဆီဒန့်တခုဖြစ်ပါတယ် နှလုံးနဲ့သွေးဖီအားကိုထိညီခြင်းပိန်းတဲ့သည်ဟာပိုတက်ဆီယမ်သက်ကျွယ်ဝါးတဲ့သစ်သည်ဖြစ်ပါတယ်။ပိုတက်ဆီယမ်ကသွေးကြောနေရံတွေကိုပြေလျော့စေပြီးသွေးဖီအားသွေးပောင်ချိန်ကိုထိန်းချုပ်ပေးတဲ့အခါနှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျော့အနည်းစေပါတယ်။အစာကြေစနစ်နဲ့ဦးလန်းကြောင်ကျန်းမာရေးပိန်းတဲ့သည်မှာအမြင်တတ်များစွာပါဝင်ပါတယ်။အမြင်တတ်တွေဟာအစာကြေစနစ်ကိုချောမွေ့စေပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးသလို ဦးလန်းချောင်းတဲ့ကအချိုးပြုပဒိရိယတွေရှင်တန်ကြီးထွားဖို့ကိုလည်းအထောက်အပံ့ပေးပါတယ်။စွရင်သုံးမြင့်ပေးခြင်းပိနေသည်မြင့်မှာပါမွေနဲ့တဘာဝတကြားချက်တွေဟာကိုခန္ဓာကိုလင်းမြန်စွာ စွရင်ပေးနိုင်ပြီးအာရင်ပြီးဝစီပါတယ်။အမဲ့နဲ့အစိမ့်ကွာချချက်ကျမ်းမာရေးရှုထောင့်မှာသုံးသက်ချေပိနေသည်မဲ့နဲ့အစိမ့်ဟာအဟာရတန်ဖိုးအနည်းငယ်ကွာချပြီးကျမ်းမာရေးအကျိုးကျေးဇူးချင်းမတူညီပါဘူး။ပိနေသည်အမဲ့ right jackfruit ကောင်းကျိုးကချိုမြင့်သောအရာသာရှိပြီးဗီတာမင် C နဲ့ E ဓာတ်များပိုမိုမြင့်မားစွာပါဝင်ပါတယ်။တတိထားရမယ့်အချက်ကတော့ဇီးချိုသမားများအနေဖြင့်အနေငယ်သာစားသုံးသင့်ပြီးသွေးတွင်တကြားတက်ကိုဂယုဆိုင်စောင့်ကြည့်သင့်ပါတယ်။ပိန်နေသည့်အစိမ်း unripe jackfruit ကောင်းကျိုးအပြီးနေကတော့ပိန်နေသည့်အစိမ်းကို plant based meat တတလအသားစားသူအဖေကြကြပြပြအသုံးပြုကြပါတယ်။ အစိမ်းမှကစီတက် stash ပိုများပြီးတကြားတက်နေပါပါတယ်။ထို့အပြင်အမြိုင်တက်ပါဝင်မှုကလည်းအလွန်မြင့်မားရဲ့အတွေ့သွေးတွင်းတကြားတက်မြင်မြန်ချက်ချင်းကိုထိန်းချုပ်ပေးနိုင်လို့စီချူယောဂကာဝင်ရင်းအတွေ့အမေ့တက်ပိုမှုကုန်းဝင်ပါတယ်။ဆိုချိုအညီနေကတော့အစာမကြေလေပွားခြင်းကိုဖြစ်စေနိုင်တာကြောင့်တချိန်နဲ့အမြိုင်စားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ဘေးထက်ဆိုချိုများနဲ့မစားသင့်သူများဘသူတွေလုံးဝရှောင်သင့်တယ်လဲ။ပိနေတီဟာဘေးကင်းတဲ့အစားအစာထုတ်ပေးမယ် အချို့အခြေအနေနဲ့ယောဂရှိသူတွေကတော့ရှောင်ကျဉ်ဖို့လိုအပ်ပါ၏ဓမ္မတက်သူများ ology ယောဘာ latest ဓမ္မတက်မှုရှိသူတွေသို့မဟုတ်ဝိမုံနဲ့တစ်တီအချို့ကိုဓမ္မတက်သူတွေဟာပိန်နေသည့်နဲ့လဲ cross reactivity ဖြစ်ပြီးဓမ္မတက်မှုဖြစ်မှိုက်ကြီးရှိပါတယ်ရားရံခြင်းအသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပေါ်ပါကချက်ချင်းရပ်တင်ပါတယ်စီချိုသွေးချိုယောဂရှင်များအထက်မှာအပ်လော့ခဲ့သလိုပဲ ပိနေတီမီဟာတကြားတဲ့မြန်မာတာကြောင့်သွေးသွင်းတကြားတဲ့ထိန်ချုပ်ရခတ်ခဲစေနိုင်လို့အမြဲဂရုစိုက်စားသွင်းဖို့လိုပါတယ်။ခွဲစိတ်ကုသမှုခံယူမိသူများပိနေတီဟာသွေးခဲခြင်းကိုနှီးကွေးစေနိုင်တယ်လို့အချို့သောလေလာသွေးရှိချက်တွေကဖော်ပြပါတယ်။ဒါကြောင့်မကြာမီ ခွဲစိတ်မှုပြုလုပ်မဲ့သူတွေဟာခွဲစိတ်မှုမတိုင်းမီအနည်းဆုံးနှစ်ပတ်ခန့်ကြိုတင်ရှောင်ကျဉ်ထားသင့်ပါတယ်။သူတေသနအဖွဲ့အစည်းများပိနေတီရဲ့အချို့ကျေးဇူးတွေကိုအိန္ဒိယနိုင်ငံ မူရင်းဒေတာရှိစိုက်ပျိုးရေးဆိုင်ရာသုတေသနကောင်စီများ ICAR နဲ့ American ပြည်ထောင်စုကဲ့သို့သောနိုင်ငံများရှိ အစားအစာနည်းပညာနဲ့အာဟာရဗေဒဌာနများမှတိကျစွာလိမ့်လာနေကြပါတယ်အဓိက တွေ့ရှိချက်များ Journal of Food Science and Technology လို့မျိုးနာမည်ကြီးသိပ္ပံ Journal တွေမှာ ပိန်နေသည့်အစီအနအသားဟာဒုတိယအဆင့်စီချိုယောဂါကို တိုက်ချနိုင်တယ်စီဝတက်ကြွတရားပောင်းတွေ ါဝင်ကြောင်းဖော်ပြခဲ့ကြပါတယ်။ဒါဟာပိန်းတဲ့ဒီကိုစေဝါပိုင်းဆိုင်ရာ အစအစာအထက်အသုံးပြုနိုင်ဖို့မျှလင့်ချက်တွေပေးနေပါတယ်။ကဲပရိသတ်ကြီးတို့ရေပိန်းတဲ့ဒီဟာအရသာရှိအောင်သာမက ကျမကြီးအတွက်လည်းအားအင်းတဲ့ပေးဆွနိုင်တဲ့တည်တည်တမျိုးပါ။ဒါပေမဲ့ကိုယ့်ရဲ့ကျမကြီးအခြေအနေနဲ့ကဲညီမှုရှိမရှိကိုစမ်းစစ်ပြီးအသင့်အသင့်စားသုံးဖို့ကအရေးကြီးပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီအချက်အလက်တွေကတင့်အတွက်အကျိုးရှိမယ်ဆိုရင် like share နဲ့ subscribe လုပ်သွားဖို့မမေ့ပါနဲ့အောင်နော်။နောက်ထပ်ဘယ်တတိယအကြောင်းသိကျင်ပါသလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်နော်။